ဘစ်စမလာဝါလာဘရဂတလာရှေးအရင်ကြည်လုံးအားကြည်တော့ဘုရားဆဆလို့ဆားမှာတော့မသိတော့ပါခင်ဗျာကျွန်တော်ရောက်နေနေရတော့မိတ်ဆွေတို့တည့်တဲ့အတိုင်းပဲအလင်းငါဖြစ်ပါတယ်ဆိုတော့ကမြန်မာနိုင်ငံမှာနေရတဲ့ငါဘန်ကောက်ရိုးမြို့ရောက်ပြီဆိုလို့ရှိရင်24နိုင်စပစ်ပေးနေတဲ့အလင်းငါကိုရောက်အောင်သွားမယ် မုတ်တဲအများကြီးစားမယ်ဆိုပြီးစဉ်းစားထားတာဗျနောက်တစ်ခုကကျွန်တော်ဟိုတနေ့ကလင်ခွင်းရပြန်လာတဲ့အချိန်မှာလည်းအဲ24နိုင်ဖွင့်တဲ့ site အကြီးတစ်ဆိုင်တစ်ဆိုင်ပဲဖလာဖြစ်တာမို့လို့စားစင်တော့ရှိရောရှိပြီးသားဗျဒါပေမဲ့ကိုမြန်မာဖွင့်ထားတဲ့ဆိုင်ဆိုတော့ကိုပို့ပြီးတော့လာစားခြင်းတဲ့စိတ်ကအရင်များတာနဲ့လာပြစ်ခဲ့ပါတယ်ကျွန်တော်တို့တစ်ချက်လောက်ဆိုင်နဲ့ like ကြည့်ပေးပါဦးဗျာ come on ဝါဆိုင်နဲ့ရောက်တာနဲ့အေးဝါတာပဲ မာတဲ့ menu တွေကအများကြီးရပြီဗျာဒီက signature menu တွေကျွန်တော်တို့မြန်မာ taste နဲ့ quality ကြွကြရှိတဲ့ menu တွေပဲတည်သက်မှားထားတယ်ပထမဆုံးတော့ကျွန်တော်ခေါဆွဲတုပ်လေးပဲအရင်စားလိုက်ပါမယ် bismillah ဟောလာဘရဂတ်လာချိန်ငယ်ဆက်ပေါ့ဗျာဆက်ကလေးနည်းနည်းလေးကဲခိုင်းထားတယ်ဒီရောက်ပြီဆိုတော့ချိန်ငယ်ဆက်လေးနဲ့မှအူဒီလေးစားလိုက်ပါမယ် sao cho hôn ra mm. mm. sauce tôm ngu loại em mày đẹp chú bình mẹ chú nó chạy thôi rồi à đưa thế này đi không quan trọng ဘန်ကောက်ရောက်တော့ရင်းနှီးနှီးကြာပြီဆိုတာနဲ့ဗမာစာလေးလွမ်းလာမှုအကျော်ဆုံးပန်းလေးလည်းမှားထားပါဗျ။ကြောင်မှုကြော်လေးတွေကျွန်တော်တို့ပေပြားလေးချက်သွန်းကြော်လေးတွေဘူးတိကြော်လေးတွေကြောင်မှုကြော်လေးတော့ရင်းစားကြည့်လိုက်ပါဦး။ရှာ။ကဲမကြီးချင်လေးနဲ့ပါဗျာ။อืมรีวิวตัวนี้อ่ะยังจีลอ้าจีรอ่ะเบี้ยซ่าๆแล้วซ่ามานะไม่ติดอ่ะ veo pain sale fuera mmm သူကလေးပဲလို့ဆက်ပြအရင်ကြီးတဲ့ခါကျတော့ပူပူလေးပဲလေးမိုင်ကိုကောင်းတယ်ဒါမှတန်းလုတ်တန်းစားတန်းပူပူတော့လေးအမှတ်တယ်ဟုတ်ရောမင်းကြာမယ်ဆိုလို့ဆိုရင်သူက weight အနေနဲ့ကျိုးအောင်မှာဆိုတော့ကျွန်တော်တင်ဒီမတွေ့စီရလူ3လရောက်တော့စားလို့ရတယ်ဘဝလည်းလည်းစားလို့ရတယ်ဗျမိုက်တယ် sauce ကလည်း ဟွန်းပုံမျိုးပေးဟာဟွန်းတော့ကြိုက်တဲ့ sauce လေဗျာရှက်ဒီတမင်းရတော့ဗျာဒီတမင်းကတော့ကျွန်တော်အသားတချို့လေးရှိတယ်ပဲမြဲကျွန်တော်ပဇွန်နဲ့မာထားတာပဇွန်နဲ့စားနေမကြဘူးဇွန်ဟင်းလေးနဲ့မာထားတယ်အဲဘဇွန်ဟင်းလေးမှာချီတီထမင်းဆက်ဆံပါဗျာဆော့စတီအများကြီးပဲတခြားအဲတနက်တွေလည်းပါတယ်အာလူလည်းပါလေပဟင်းချင်လေးအရန်ချုပ်ဖို့ကောင်းတယ်ဗျာ ပင်းချိုင်နေကြည့်ပါဦး။ချစ်စရာလေး။ဆိုတော့ taste ကိုကျွန်တော်နည်းနည်းစမ်းကြည့်လိုက်ဖပပရာလေးလည်းပါသေးတယ်ဗျ။ဆိုတော့ကဘန်ကောက်ရောက်တုံးလေးဖြုတ်ရတာဆိုတော့အစုံအစုံကတကောင်နှစ်ကောင်သုံးကောင်ပါတယ်။အကောင်ကြီးပဲဆိုပါဦး။မိုက်ကနည်းကလေးနည်းနည်းလေးနဲ့အစုံလေးထည့်စားလိုက်ပါမယ်။ယေးโอเค ဘိုက်ဆက်ဆောင်နဲ့ချစ်ချစ်ထင်မြင်အနှစ်နဲ့ပိန်းနဲ့ဖြုတ်အောင်ပါဗျာစားကြပါဦးစန္နာလေးရလေကျွန်တော်တို့ငါတကယ်ချစ်တီးဆက်ဆံတုံးထတာမဟုတ်လို့မိုက်ရယ်။ဟွန်း။နည်းပြီးလာပြီဆိုလို့ရှိရင်တော့လုံးတမီလေးတောက်လိုက်ရမှာ။ဟွန်း။ဘယ်ချင်မပြင်းတော့ရမ်းလိုက်တယ်။ဟာလူး။ ဘာဂျီကြော်လေးပေါ့ဟောရှာပဲအင်းတဲမီယူတကူကတော့ရှမ်းကောက်ဆိုဖြစ်ပါရှမ်းကောက်ဆိုကြက်သားအိုးကြက်သားနေကြီးပဲနေရမီတက်ပါမယ်အင်းအင်ဂျင်နီယာတက်ဖက်ဆော်ရမှာလိုက်တာကျောင်းကဆွေလေးရ ျွန်တော်အမြင်ပြောမှဆိုလို့ရှိရင်ရှမ်းရတာအနေငယ်လိုအပ်ချက်ရှိနေလို့မြင်မိပါတယ်ဒါပေမဲ့စားလို့အဆင်ပြေပါတယ်ဗျရှမ်းရတာပုံထိတ်မယ်ဆိုလို့ရှိရင်တော့ပုံမိုက်တယ်ဗျအကျောက်ကျောလေးတွေပါတယ်အဲပြီးတော့ဒီကပေးပါမုံလေးတွေရောလုံးဝပူတင်းလေးတွေရောပြတကယ်ပြောမှန်းထိုင်းစတိုင်ရွှင်ရည်အေးဟိုမှလုံးဝမြန်မာ taste ပေါ့ဗျာอืมကျေပဲရိုင်းမချို့ဘူးအားမို့လို့ဒီရက်အဆင်ပြေတယ်ချိုးပွဲလေးပဲ ဘီယံအဆင်ပြေတဲ့အချိုးပွဲလေးဖြစ်ပါတယ်ဝါအားလုံးစားလို့တောက်လို့ပြီးတော့ရှိသွားပြီဆိုလို့ရှိရင်တော့ဒီရဲ့ signature အလင်ကတီးလေးမှာထားပါတယ်ဒီတော့ကျွန်တော်တို့ဒီထိုင်းနိုင်ငံအလင်ကရဲ့ signature တီးပေါ့ဗျာမလိုင်းပြည်နေကျွန်တော်တို့ new form နဲ့ဖန်တီးထားပြီးတော့ဖန်တီးထားတဲ့လက်ဖေးပေါ့ဗျာဆလာအင်း ကျိုးအရင်လည်းမစိတ်ဘူးပုံမှန်လူတွေအတွက်အရင်စီပြီးတိတိမျိုးပဲကတက်စ်ကတော့လုံးဝအမြင်တွေပဲဟောကြနေပြီ Okay ဆလာတောက်လို့လည်းပြီးသွားပြီဆိုတော့အလင်းကတော့လုံးဝ perfect ပါပဲခင်ဗျာကျွန်တော်ချက်တော့ဆိုဈေးလည်းတော့သူအဆင်ပြေတယ်မျိုးနယ်လည်းအရင်မဝေးဘူးကျွန်တော်လင်ကွင်းနဲ့လည်းအနည်းဆုံးနေရာမှာရှိတယ်16မိနစ်မိနစ်20ဝန်းကျင်လောက်နဲ့တော်တော်လေးအဆင်ပြေတယ်24 hour service အပြည့်အဝပေးနေတယ် hala food ရတဲ့ မမဆန်ဆန်အစ်စ်စီဖန်တီးပေးနေတဲ့အလင်္ကာပဲဖြစ်ပါတယ်ကျွန်တော် track ကတော့အရင်သဘောကျတယ်လို့မြင်မိပါလားခင်ဗျအကမာတွေလည်းရှိတယ်ခမငားရတယ်ပြီးလို့ရှိရင်ကျွန်တော် VIP တွေတက် meeting တွေလုပ်ဖို့အတွက်ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်သူတို့ကမွေးနေ့ဝက်ဘွားပွဲတို့လုံးဝ perfect ပါပဲခင်ဗျကဲနောက်တစ်ခေါက်ကျွန်တော်တို့ဘန်ကောက်လာပြီဆိုလို့ရှိရင်တော့လေခွေးနဲ့တန်းလာဖို့ဆန်ရတော့အလင်းငါပဲဖြစ်ဖို့များသားပြီဗျာဆိုလို့ရှိရင်ပြည့်ကျေးဇူးများကြီးတင်ပါတယ် see you next vlog